ခုဆိုပဲဆေးရရစီအမရှိအောင်ပြောတော့တဲ့အမျိုးသမီးကိုလာအောင်တရားဝင်တရားဆွဲမှာပါဒီအတန်ဖိုင်တွေကိုလောက်တင်လိုက်မိရပါအဲ့နေရလဲသူတို့ပြောသလိုလောက်ခိုးရိုက်တာလည်းမဟုတ်ပါလောက်ရိုက်တာပါတယ်ပုံချက်ပြီးတော့ဟဲ့အောက်တန်းစာမဘာဖြစ်လို့နေဗီဒီယိုဖိုင်ကို TikTok မှာတင်တာလဲနေအောက်တန်းစာမကအောက်တန်းစာမက ားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာ social media မှာအတမဟော့ဖြစ်တဲ့ brighter မိခင်ကြီးခိုင်နေဝင်းနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုပါနုပညာရှင်တယောက်ဆောင်မင်းသမီးတယောက်ဖြစ်ပြီးတော့ brighter လုပ်ငန်းတွေလည်းများစွာလှုပ်ဆောင်နေတဲ့ခိုင်နေဝင်နဲ့ပတ်သက်ပြီးတော့ social media မှာချစ်ခင်သူတွေလည်းပေါ်များသလိုဝေဖန်သူတွေလည်းအမတန်မှကိုများပြားနေပါတယ်ခုတစ်ခေါက်မှလည်းခိုင်နေဝင်ရဲ့ချစ်သူဖြစ်တဲ့ ဒီရောက်ကရှာပေါ့နော်တွန်ပွိုင်းပေါ့သူကနေပြီးတော့မိန်ကလေးတယောက်ကိုအမတန်မှရိုင်းပြစွာဆဲဆူထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဲ့ဒီမိန်ကလေးကတရားစွဲမယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်သူဘာတွေပြောထားလဲအခြေအနေတွေကဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတာဒီအောင်ဗီဒီယိုလေးကိုအရင်ဆုံးကြည့်လိုက်ရအောင် အားလုံးပဲမင်္ဂလာပါရှင်လောင်းရေးပြီးတော့ကလောင်းဆူတောင်းမှုတွေတခုပြုကြဖို့လောင်းအစဲခံရတဲ့ file လေးကြောင်းရှင်းပြချင်လို့ပါအာပြောမယ်ဆိုရင်တော့ဗောနလောင်းကအဲ့ဒီနေ့ကထူးထူးခြားခြားအဖားထွက်ပွဲဗောနအဖားဘုံမင်္ဂလာနဲ့ထွက်ပွဲကိုလောင်းဖုံဖုံကြီးကြောင်းမှာဗောနဖုံဖုံကြီးကြောင်းလေးမှာလောင်းတို့ဗောအဖားထွက်ပွဲကျင်းပတာကိုတွားခဲ့တာပါတွားခဲ့တဲ့အချိန်မှာလောင်းမမခိုင်နေဝေဗော မမခိုင်နေဝင်နေပထမပွဲတွေမှာလည်းတော်တော်များဆုံဘူးပါတယ်အခုဒီပွဲမှာလည်းဆက်ဆိုင်မြတ်မြတ်ဆုံဘူးပါဗောနော်မမကလည်းကိုဟိုဘယ်လိုခေါ်မလဲဖျားတရားလုပ်တယ်ဆိုရတယ်မမလည်းကောင်းကောင်းသိပါတယ်အဲ့ဒီအတွက်ကြောင့်ဟိုလောက်အောင်လို့ဆုံမေးရဲ့အချိန်မှာအဆူတောင်းမြတ်တာပို့တာကြမယ်ဆိုပြီးတော့မမဆူတောင်းမိပါလို့ပြောလို့လောက်အောင်ဆူတောင်းပေးခဲ့ပါတယ်အဲဆူတောင်းပေးခဲ့တဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ဒါကလာရအောင် TikTok အကောင့်မှာလည်းတင်ထားပါတယ်လာအောင်နဲ့သမီးလေးနဲ့တွေ့တာပါလို့တောင်းတင်ထားပါတယ် မမခိုင်နေဝင်ရတကယ်ပြောရင်ထားရအောင်အတွက်တကယ် idol ပါတကယ်ကိုစံထားရတဲ့အမျိုးသမီးလို့ပြောလို့ရရဲ့ဟိုဘောနော်အရန်ချစ်ရပါတော့လေးစားရပါတော့မင်းသမီးတစ်ပါးပါမင်းသမီးတစ်ယောက်ပေါ့နော်အဲ့ဒီမင်းသမီးတစ်ယောက်ကိုလိုက်အောင်ကအနေကဆူတောင်းပေးခဲ့ရတဲ့အတွက်အရှမ်းကိုဝန်တော့ပါပါတယ်ပေါ့နော်အဲမမတရားဖဲလည်းမဟုတ်ဘူးအများကြီးအများကြီးပေါ့ဒါဒါစတာလောင်းကိုဆူတောင်းပေးခဲ့တဲ့ပုံလေးပေါ့နော် အဲအများကြီးဟိုဆူတောင်းပေးခဲ့ရတယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်လောက်အောင်မြန်မာနိုင်ငံမှာပေါ့နော်။မမခိုင်နေငွေလေးစားချစ်ကန်တဲ့လူတွေအများကြီးရှိရဲ့လာရောက်အပါဝင်ပေါ့။အရန်လေးစားချစ်ကန်တဲ့လူတွေအများကြီးရှိရဲ့ချိန်မှာလောက်အောင်ဆူတောင်းပေးခဲ့ရတဲ့အတွက်လောက်အောင်ဘဝမှာတတော်ကိုအရန်စိတ်ချမ်းသာပြီးပျော်ရွှင်ခဲ့ရပါတယ်။ပျော်ရွှင်ခဲ့ရတဲ့အတွက်ဘဝမှာအမှတ်တရလေးပေါ့နော်။အာဘယ်သူမှဆိုရင် TikTok မှာအခုက TikTok ဖြစ်ဖြစ်တော့ TikTok မှာကိုပေါ့နော်ကို idol ဖြစ်တဲ့ကိုအတွက်အမှတ်တရဖြစ်မဲ့ဟာလေးတွေကိုတင်ချတင်လေးတင်ထားလူတိုင်းမှာရှိပါတယ်။အဲ့ဒီတော့လောက်အောင်ကလည်းအာဘာသဘောမှမဟုတ်ခင်းနဲ့လောက်အောင်ရှင်နေမှာပျော်ရွှင် ပီတိပေါ့နော်ဂုံယူရဲ့စိတ်ကလေးနဲ့လောက်တင်လိုက်မိတာပါပေါ့ဒီမမနဲ့တွဲရိုက်တဲ့အတန်ဖိုင်လေးကိုလောက်တင်လိုက်မိရပါအဲ့နေ့ရလဲသူတို့ပြောသလိုလောက်ခိုးရိုက်တာလည်းမဟုတ်ပါဘူးရိုက်တာအဲပေါ့နော်ဘီနားမှာဆဲဆူထားတဲ့အမျိုးသမီးတွေပါပါတယ်မအကုံလုံးကဝိုင်းရိုက်နေချာတပုံလေးဝိုင်းရိုက်နေချာရပြီးတော့နောက်ဆုံးမမကပရာဟိတမင်းသမီးတယောက်ဖြစ်တဲ့အတွက်လောက်အောင်လေးစားချစ်ခင်လို့ရိုက်ပြီးတော့ဒါလေးကိုတစ်တော့မှဘာသဘောမှမပါဘဲနဲ့လောက်အောင်တင်ခဲ့တာပါ အဲ့အကြောင်းအရာလေးကိုလည်းရှင်းပြခြင်းနေပေါ့နော်ပြီးတော့လေးစားချစ်ခင်ရရဲ့အတွက်ကြောင့်မှုလို့လေလိုင်အောင်ကတင်တာကိုဂုံယူနေမိရဲ့အချိန်လေးမှာပဲလောက်အောင်ရေးပေးမှာပေါ့နော်တော်လှန်တဲ့နေရဲ့အချိန်မှာအဲမမခိုင်နေဝေဘီနာကအဖော်ဆိုတဲ့သူကလောက်အောင်ဖုန်းဆက်ပါတယ်ဖုန်းဆက်ပြီးတော့ဟဲ့အောက်တန်းစားမဘာဖြစ်လို့နေဗီဒီယိုဖိုင်ကို TikTok မှာတင်တာလဲနေအောက်တန်းစားမကထက်တန်းပေါ့နော်အခုတည်းရှိအမျိုးသမီးရဲ့လက်ကိုကင်ပြီးတော့ဆူတောင်းပေးရအောင်တင်တဲ့အတွက်အဲ့မျိုးသမီးက ဂုံတိတ်ခါကြာစင်းသွားရဲ့အောက်တန်းစားမှာတဲ့လိုင်းအောင်အဲ့လိုမျိုးပြောခဲ့ပါတယ်ပြောခဲ့ပြီးတော့အာပေါ့နော်ပြန်တောင်းခံပေးရမယ်လို့လည်းပြောခဲ့ပါတယ်လိုင်းအောင်ကလည်းဘာမှမသိရောပေါ့နော်အဲ့အချိန်တုန်းကအရန်နဲ့ဆဲနေတော့လိုင်းအောင်မခံနိုင်တာနဲ့အဆင်ပြေအောင်လုပ်ပေးမယ်လို့ပဲလိုင်းအောင်ပြောခဲ့တာပါပြောခဲ့တဲ့အဟာလေးကိုသူကနောက်ပြီးပြန်ဆက်လာတဲ့အခါကျတော့လိုင်းအောင်ကဘာမှနင်းလာတာလုပ်ပေးတာမရှိမလုပ်ထားမရှိရဲ့အတွက်ကြောင့်ခုလိုပေါ့နော်လိုင်းအောင်ကတိတိလေးလေးပြောတာကိုလိုင်းအောင်ဆဲတာပါရှင် ပြောမယ်ဆိုရင်ပေါ့နော်လောင်ကအဲ့ဒီကထူးထူးခြားခြားပေါ့မမကလောင်ကိုစူတောင်းမြတ်တာပို့ပြီးရဲ့အချိန်မှာညီမလေးအမစီမှာအမဖရားခန်းလဲညီမလေးလာလို့ရပါတယ်မဖရားခန်းမှာလဲဘောကောက်တွေနှကားမယ်ပေါ့ဒီပုံတော်လဲရှိရေပေါ့နော်အမကလဲဟောဒီတိုက်ဆက်ဖန်ဆက်တီကိုယုံကြည်ရေပေါ့နော်ပုံကြီးကလဲမိန်ချားထားရဲ့အတွက်ကြောင့်မို့လို့အမစီမှာဘောကောက်တွေနှကားမယ်တော့ဒီပုံတော်လဲရှိပါတယ်ညီမလေးလာခဲ့ပါလို့ဖိတ်ခဲ့ပါတယ်ကာယကံရှိကိုယ်တိုင်းနဲ့လောင်ရောင်နဲ့ကကြည်ကြည်လဲလဲပြပြလဲလဲ အကုန်လုံးပေါ့နော်ဟိုဆူတောင်းမြစ်တာကြီးပို့တာပေးတယ်ညီမနေရောက်စကားကြီးပြောခဲ့တယ်အဲအဲ့ဒါကိုနောက်နေ့ကျတော့မချင်မနဲ့တည်းဖြစ်ပြီးရောလိုက်အောင်ဒါချက်ချင်းတော့မဟုတ်ဘူးပေါ့နော်နှစ်ရက်သုံးရက်လောက်ရှားပြီးရောမှာပေါ့နော်အာပထမလည်းကလောကိုအလူခံအလူလိုက်ဖို့အတွက်လည်းလိုက်အောင်ပါပေါ့နော်အဲ့ဒီကမမကိုပြောခဲ့တယ်ဘုံဘုံရှိမှပဲပြောခဲ့တာအာလိုက်အောင်လို့သူကလောမှာတွားလှူရင်လိုက်အောင်လည်းလိုက်လှူချင်တယ်ဆိုတော့ဘုံဘုံရှိမှတော့သူတို့ကဟောနော်လိုက်ခဲတဲ့ဆိုပြောပြောရှင်ရင်လိုက်အောင်ပြောလိုက်အောင်လည်းဝမ်းသာအားရပေါ့နော်အိမ်လေးရောက်လည်းရောက်ပေါ့လိုက်အောင်အဲ့ရေပေးတော့ကဟိုပါပေါ့ချက်တင်လိုက်တယ်ပေါ့နော်ဘုံเจ้าနေမှာ ာတင်ငန်းနေမရှိတော့ဘူးလို့ပြောရတဲ့လောင်းတင်ငန်းအဆုံးတရပြီးတော့တမင်လှူငယ်လှူရဲ့ပစ္စည်းအများကြီးနေပေါ့နော်လောင်းအောင်အဲ့ရအကုန်စီစဉ်ပြီးတော့ဝမ်းသာအားရပေါ့နော်သူတို့ကိုဖုံးဆက်တယ်အာလောင်းအောင်လိုက်လို့ရမလားလို့ပြောဖုံးဖုံးညဖယ်နေတိုင်းရမှာလေလို့တိုင်းအောင်ဝမ်းသာအားရပြောရပေါ့နော်ပြောတာကိုသူတို့ကပထမတော့ပြန်ဆက်မေးတဲ့ကုလောင်းအောင်ဆဲတဲ့ဟုတ်ပါတော့သူဆဲတဲ့တယောက်ကပဲလမ်းအောင်ပြန်ဆက်မေးရဲ့သူကဖုန်းကင်တယ်မမခိုင်နေဝင်ဖုန်းဆက်တဲ့မမခိုင်နေဝင်ဖုန်းဆက်တဲ့အချိန်မှာသူကဖုန်းကင်ပြီးပြန်ဆက်မေးလို့လမ်းအောင်ပြောပါတယ်ရှင် ပြောပြီးတော့ပြန်လဲနောက်တစ်ခေါက်ပြန်လဲဆက်လဲဆက်လဲဆက်ပေါ့သူတို့ကတဲ့သူတို့မှန်သူတို့သူတို့နိုင်ဆောင်နဲ့သူတို့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့လောက်အောင်ခေါ်လို့မရတော့ဘူးတဲ့ဆိုတော့လောက်အောင်တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဩလောက်အောင်အများကြီးစင်ပြီးကြမှာပေါ့နော်ဟောမလိုက်ရအောင်ဆိုပြီးလောက်အောင်စိတ်မကောင်းတော်တော်ဖြစ်ခဲ့ရပါတယ်ဖြစ်တဲ့အချိန်မှာနောက်ထပ်ရေးပေးသွားကြမယ်ဆိုရင်လောက်အောင်ရဲ့အကူတွေပေါ့အတိမိတ်ဆွေတွေကလောက်အောင်ခေါ်တဲ့အချိန်မှာလောက်အောင်ဝမ်းသာအားရနဲ့သူတို့ရေးပေးကိုလောက်အောင်လိုက်သွားတာပေါ့နော်လိုက်သွားတဲ့အချိန်မှာအဲလိုက်သွားရဲ့မလိုက်ခင်တည်းကညမှာလောက်အောင်တင်လိုက်တာပါ တင်လိုက်တဲ့အချိန်မှာအဲ့လိုဒီပြဿနာကြီးတက်မယ်လို့လည်းမထင်ထားဘူးပေါ့နော် တင်ပြီးတဲ့ပြီးတော့လောက်အောင်ရေးပေးရောက်နေတဲ့အချိန်မှာလောက်အောင်ဖုန်းကိုဝင်လာတော့လောက်အောင်ဖုန်းကနှလုံးပါရဲ့အတွက်ကြောင့်မို့တလုံးကိုဝင်လာတော့လောက်အောင်ကားရဲ့ဘူးကမှပါခဲ့တော့အဲ့အတော်ပါလာရဲ့အတော်ကိုလည်းရဆရာမရှိအောင်ဆဲသွားတယ်လောက်အောင်ချင်းပြီးတော့ပေါ့နော်ဖန်တဲ့အတော်ကချက်တောက်လေးနဲ့လောက်အောင်ဖုန်းလာပေးရင်လာပေးလာပြီးတော့လောက်အောင်စီလည်းရောက်လည်းရောက်လောက်အောင်အရန်စုညံ့နေရောပေါ့နော်အတန်ဖုန်းတန်မကြအောင်မကြလည်းမကြအောင်လောက်အောင်ဘောက်ဖွင့်လိုက်တယ်ဘောက်ဖွင့်လိုက်တဲ့အချိန်မှာဖေးနဲ့မှာပရိုက်တာလုံနေတဲ့လူတွေလည်းအများကြီးရှိမှာအောက်တန်းစားတွေရောအာဒီနောက်သူဆဲတဲ့မကြဝင်မနာသားကြီးပါလောက်အောင်ဆဲပါတယ်ပြီးတော့အောက်တန်းစားမှမဟုတ်လို့တွဲရိုက်လို့ တိတ်ခုံတိတ်ခါကြသွားတယ်ပေါ့နော်အထက်တန်းစားမိန်းမကခုတ်တန်းစားကြခုံတိတ်ခါကြသွားရဲဆိုပြီးလောက်အောင်ပိုးစုပတ်ဆက်ပြောပြီးတောင်းမှန်ခိုင်းနေလောက်အောင်လည်းအရန်ရှက်တဲ့အခါကျတော့လောက်အောင်အစီအောင်လို့ပြင်းမယ်လို့ပြောပြီးတော့လောက်အောင်ဖုန်းကိုချလိုက်တယ်ပေါ့ချလိုက်တဲ့အချိန်မှာနောက်နေ့ကျမှအခုဟိုတောင်းဖိုင်တင်ထားတဲ့အတိုင်းပဲလောက်အောင်ကဘာမှဟိုဖြည်းဖြည်းချင်းချက်မရတောင်းမှန်လို့မရမလုပ်ပေးဘူးလို့တစားလေးတစ်ခွန်းပေါ့နော်ဘယ်လိုနဲ့နာသွားလို့လဲမေးရစကားတစ်ခွန်းမှာရစီဟာမရှိအောင်အစဲခံလဲရပါရဲ့လားဟောအားလုံးရဲ့အမြင်ပါပဲနားထောင်နေနားထောင်ပြီးကြပြီးပြီးထင်ပါတယ် အရန်ကိုတော်တော်နည်းနည်းနနာဆဲခံလိုက်ရတာပါ။လမ်းအောင်ဘွားမှာတစ်ခါမှလည်းအဲ့လိုအဆဲမခံသေးပါဘူးပါဘူး။တကယ်ဆိုရင်မရရင်အမကျွန်တော်ခေါင်းမမိရအမအကျွန်တော်အိမ်မှာတန်ကြောမတော့တရားဆွဲမှာဟုတ်တယ်မလုပ်နိုင်နဲ့ဘာမှကြည့်ဘူး။အခုအခုအများမင်းကတော်ပြီးတောင်းမှပဲဆိုတော့တရားဆွဲမဲ့တရားဆွဲမဲ့တရားဆွဲမဲ့ ਨੇ အကြောက်ထက်အောင်ပြောပြီးတော့ချိန်ချမှုကြီးလောက်အများကြီးလုပ်ခဲ့ပါတယ်တော်ကြပါလိမ့်မယ်မနေ့ကမနေ့ကတော့အဖတ်တစ်ခုလုံးလောက်ရအောင်ပြောချင်မပြီးပါဘူးနော် ညီမမနေ့ကပရဟိတလုပ်နေရှင်မှာအခုကိုညီမပြောလိုက်တာမှန်တယ်မနေ့ကပရဟိတလုပ်နေအခုကညီမပရဟိတလုပ်နေဟုတ်ခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတပိုးပဲကျွန်တော်မီဒီယာနဲ့ချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားဘာလို့ကျွန်တော် post ရမှာတရားဆွဲရမှာလားကျွန်တော်ခုလိုလုပ်ပါတော့အော်ဟုတ်ကဲ့ပါကျွန်တော်အချိန်မရဘူးကျွန်တော်တို့အခုမလုပ်ပေးပါနဲ့ဗျာချိန်မှလည်းမပြည့်ဘူးတခုမပြောလိုက်ဟုတ်လေအခုတော့ဘယ်လောက်နည်းနည်းနာသွားလို့လဲမသိဘူးရှင်ညီမတို့ကတော့ဘာမှမလုပ်လိုက်ဘူးခင်ဗျာတော့မင်းနာဘူးကျွန်တော်အောက်မှာတဲခိုင်ရမှန်းတက်တယ်ကျွန်တော်ခင်ဗျာနဲ့တက်လို့တော့ခင်ဗျာဘာမှလည်းသူတော်ကောင်းမှ ဖောက်မှာဆဲခံရတယ်ဆိုတာပြောထားရဲ့မန့်နေရဲ့မှာတချို့မန့်နေရဒီပေါ့တိုက်တီအဖအဖလို့ပေါ့နော်ဖာပုံမင်းခေါင်လို့ရုံကြည်လားလို့မေးကြတယ်ပေါ့နော်ဖခင်ကလည်းကိုယ်ခွေရမရှိအဲ့လိုကိုယ်ခွေအတွက်မမကိုအချစ်တော်ဘူးမခင်တော်ဘူးမအားပေးတော်ဘူးလို့ပြောကြတာပါဒါဟာသူတို့တော့မတည်ဘူးလားအောင်ကတော့ယုံကြည်တတ်ဝင်တယ်မမကိုယ်တိုင်လည်းယုံကြည်တတ်ဝင်လို့လားအောင်ဆိုတောင်းပေးခိုင်းခဲ့တာပါဒါပေမဲ့ဘာလို့ကသူ့တော်ဘာလို့ချက်ပြန်လာလဲ ဆိုတော့ပြင်လို့ပြင်တော့လည်းပြင်ဘာလို့တောင်းတင်ကြလို့လို့တာညရိုက်တဲ့နေရာမတင်ပါနဲ့ညီမလေးရေလို့ပြောတာတင်တဲ့တင်တဲ့ဒါတင်ဒါပြီးတော့သူ့ကိုနားမလဲအဲ့ဒီမတင်တဲ့အကြီးကလားဘုံခနဲ့ခုဖြေပါလားမဖြေဘူးလားကျုပ်ဖြေလို့ရတယ်တက်ပြားဆွဲပါခင်ဗျာဟိုတော့ကအဲ့ဆတ်လို့အားတယ်ပေါ့ကဟိုဒီနေ့ကတော့လုံးခံရပါလားဖြေလို့ရတယ်ဩထားကြပြီးရပါမဟုတ်ကဲ့ပါလာအောင်တကယ်မမခိုင်နေဝင်ပြီးနားမှာနေရဲ့အကူကတကယ်စဉ်းစားရှိရလို့ထင်တာပါအဲ့လိုမျိုးကြီးပြောတာ ပြန်စားရင်ဟိုဘလို့မှမစားနိုင်မခံစားနိုင်ဘူးခံစားမှုအတန်ဆိုတာလားဘဝမှာအချောက်ချားဆိုအကြောက်ဆုံးအတန်မှာဒီအတန်ပါဗောနော်ကာယကံရှင်ဖြစ်တဲ့မမခိုင်နေဝေးရမချစ်တဲ့လို့လိုက်အောင်အထမကကြမ်းတဲ့စကလုံးနည်းဆဲဆဲလိုက်အောင်ပါလာရရင်တော့လောက်အောင်ငင်ခဲ့ပေးလိုက်ပါပါအခုယောက်ျားတယောက်ကမိန်းမတယောက်ကိုတဝင်းတို့လို့ဆဲရမဟုတ်ဘူးနော်မိမချင်းကိုရစရာမရှိအောင်ပြောရတာခံစားကြည့်ပါ ။နောက်အမြင်မှခံစားကြည့်ပါ။အလူယူပြောရနော်တချို့ဆိုလားဖုန်းထဲမှာလေကတော့ပါရဲ့ပိုက်ကြည့်သွားနိုင်တယ်လို့ပြောတဲ့အထင်ကြီးပါပြောခံရတာပါလားမကကိုချင်းစာပေးကြပါအရင်ပြောခံရရပါလို့နော် တော့ဘသူမှထိခိုက်နေတာကျင်တဲ့ဆန္ဒမရှိပါဘူး။ဇင်မြင့်အောင်ပဲတည်စေခြင်းနဲ့ဆန္ဒရှိရပါရှင်။အဲ့လောက်ကြီးပြောတာမိမချင်းကိုချင်းစာတရားမေလွန်အားကြီးပါတယ်လို့။ဒါကဘောမှာတစ်ခါမှအစဲမခံခဲ့ရဘူးပါဘူးပေါ့နော်အဲအစဲခံရတဲ့ brain တော့အတန်ကြားရုံလားအခုချိန်ကြီးတောင်းပေါ်မှာအရင်ခြောက်ချားနေပါရဲ့ပေါ့နော်ဘယ်လိုခေါ်မလဲတောင်းတော့ပုထ္ထဘာသာမြန်မာနိုင်ငံမှာဖိအားပြီးဒုတိယဖိအားအဖေပါအဲ့အဖေဆိုတဲ့ ဟာနဲ့ကိုကိုင်းတုတ်ပြီးတော့လာအောင်ဆဲတယ်။ရားစင်အောင်မရှိအောင်လာအောင်ပြောသွားတယ်။ပြောသွားလို့သူများရမေးဘာဖြစ်လို့အဲ့ဒီအချိန်မှာချက်ချင်းမလုတာလဲလို့မင်း။နောက်ချက်ချင်းလို့ဖို့ချက်ချင်းစီစဉ်ပါတယ်။ဒါပေမဲ့လာအောင်ကဘယ်တော့မှဆိုရင်လာအောင်ဆရာတော်ဖရာကြီးလာအောင်လေးစားအဲ့လိုရှိတယ်ပေါ့နော်။ရှိရဲ့အချိန်မှာလာအောင်ပြောရဲ့အချိန်မှာအကုန်လုံးကလာအောင်ကန်ကန်ချိုတမီယုံကြည်ရင်အဲ့လိုပေါ့နော်ဟိုတိတ်ခံလိုက်ပါလို့ပြောတဲ့စကားလေးတခွန်းကြောင့်လောက်တိတ်ခံခဲ့ရပေါ့နော် ဒါပေမဲ့တော်တော်ဖြည့်မစင်နိုင်အောင်ဖြည့်ခဲ့ရပါ။လောင်းအဲ့ဆဲခံရတာဦးမေမေဆိုရင်ကြားပြီးတော့စေကံကိုတရတတိပြခဲ့ရတာပါ။ဒါလားဖန်လူတွေလောက်တာလည်းမဟုတ်ပါဘူး။လောင်းနေရာမှာအကုန်လုံးကိုချင်းစာပြီးတွေးပေးလို့ရရင်အကုန်လုံးကိုချင်းစာတက်မှာပါ။ဘာလို့မဆိုရင်ကိုအဖေနဲ့ဂိုင်တုံးဆဲတာကိုမခံစားရနေမလား။ကိုရရဆရာမရှိပဲအပြိုးနေတာကိုနားထောင်နေရတာကိုခံစားကြည့်ကြပါ လာပါအခုတော့အရင်တော့ဆိုရင်အဲ့ဆဲတဲ့အချိန်ကလောက်မိသားစုလောက်တိုင်းဝဲမသိသေးဘူးမိသားစုနဲ့လောက်ပဲသိရအခုအားလုံးကတိဝါကြီးဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့နောက်ပဲတိတ်ခါလဲရစီရမရှိဘူးစောကားခံရလဲရစီရမရှိဘူးအဲ့တွေလောက်ကလူတိုင်းပါတတိမာကြီးလည်းဂုံတိတ်ခါရှိသလိုပဲပြုတ်တယ်လည်းဂုံတိတ်ခါရှိပါတယ်။ဘာပဲလုပ်လို့ဂုံတိတ်ခါရှိလူတိုင်းကသူ့ဂုံတိတ်ခါနဲ့သူရှိကြပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့နိုင်အောင်ဂုံတိတ်ခအတွက်နိုင်အောင်ဆဲတဲ့မက်ဆင်မြင့်အောင်ကိုယ်တိုင်ကိုကြမီဒီယာနဲ့စာနယ်ဇင်းနဲ့သတင်းစာရဲမှာတောင်းပန်ပေးပါတောင်းပန်ပေးရင်လောက်မြန်မာနိုင်ငံမှာရှိရဲ့အမျိုးသမီးတွေကိုစော်ကားတာစော်ကားခြင်းတိုင်းစော်ကားလို့မရဘူးဆိုတာသိစေခြင်းနဲ့အတွက်လောက်အောင်ဘူးဆိုပဲဆေးရရစီအောင်မရှိအောင်ပြောတော့တဲ့အမျိုးသမီးကိုလောက်အောင်တရားဝင်တရားစွဲမှာပါ နောက်နေရာမှာခံစားပေးကြပါအကုန်လုံးလည်းတော့တကယ်ကိုနင့်တော်သူအရင်ခံရရလို့ဆိုတော့အားလုံးတည်စေချင်ပါတယ်။နောက်ဖီးယားတရားအမြဲနဲ့မြစ်တာပို့တာနေပါလေ။လောင်ဆဲတဲ့လူနောက်မဘွားရင်မြန်နောက်ရှိခဲ့ဒီလိုမခံစားပါစေနဲ့လို့ဆုတောင်းပါတယ်။ဒါပေမဲ့အခုတော့နောက်အောင်တပတ်နဲ့ဆယ်ရက်တွင်းမှာနောက်အောင်တရရင်မတောင်းမှန်ရင်နောက်တရားဆွဲပါတော့မယ်။မက်စင်မြင့်အောင်တည်စေခြင်းနဲ့ဆန္ဒလေးနဲ့ပြင်ပေးတာပါ။ မြန်လုံးဆက်သွဲပြီးတောင်းပန်ပါမတောင်းပန်လောက်ဒီတပတ်နဲ့ဆက်ရအတွင်းမှာတရားဆွဲပါမယ်ရှင်အားလုံးပဲလိုက်အောင်ဒီဘက်ကမှန်မှန်မှန်ဆုံးဖြတ်ပေးကြပါလို့လောက်ပြောဒီကိစ္စကဖြစ်ခဲ့တာတော့လပိုင်းကြာသွားပြီဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဂျွန်လာ14ရက်နေ့မှာဒီလိုက်အောင်ဆိုတဲ့မျိုးသမီးကသူတရားဆွဲရမယ်ဆိုတဲ့အကြောင်းကိုအခုလိုမျိုးတင်ပြီးပြောလာခဲ့တာပါဒီအခုဖွင့်ပြမယ့်အရာလေးကတော့ဒါသူတင်ခဲ့တဲ့ ဒီပြဿနာရဲ့အစဖြစ်တယ်ပေါ့နော်။သူ TikTok မှာတင်ခဲ့တဲ့ဗီဒီယိုလေးပါ။အဲ့ဒီသမီးလေးနဲ့တွေ့တာကဒီနေ့ပါတော့ပဲကြမ်းမျိုးဆရာတိုင်ကြောင်းပါပါ။အဲ့တော့အရင်ချက်အမီနေလို့ရတာ။ဒီလိုလိုလောဆယ်ဆိုင်ကိုပြန်ပြီးတော့မြန်မာပြည်ပေါ်ပါလေ။မောင်လည်းကျွန်းနဲ့ပြန်အဆင်ပြေလို့ပါလို့နော်။အားလုံးလည်းတအားဖော်ပေးပါ။ဟုတ်ကဲ့အခုဖွင့်ပြမယ့်ဟာကတော့ဒီဗီဒီယိုဖိုင်တင်လိုက်တာနဲ့ပတ်သက်ပြီးတော့အစဲခံရတဲ့အတန်ဖိုင်ပြည့်စုံပါ ဟယ်လိုဟယ်လိုမဒီနေ့ဘယ်ချိန်ဘယ်ချိန်ဆက်ကလိုက်ဘယ်ချိန်ဘယ်မှာရှိမှာလဲခင်ဗျာအခုပြောနေတာဘယ်သူကလဲရှင်အမကန်နေဝိပရိုက်တန်နေရပါအခုဟိုဟာဒီရီယာချိန်တယ်ကမှဘယ်လိုရှင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့ အခုရေဟိုကလေမန်းခိုင်နင်းဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့အဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်တော့ဖြတ်ပေးပြီးွားပြီပေါ့နော်တက်တော်မှာပေါ့နော်အမမလုပ်ပေးနိုင်ဘူးလားရမလုပ်ပေးနိုင်ကြော်တရားဆွဲမှာရရအမကတော့တခုမှမမိတာအမအဲ့ကျွန်တော်အဲ့မှတန်ကြော်မတော့တရားဆွဲမှာဟုတ်ပြီတော့မလုပ်ပေးနိုင်လည်းဘာမှမဖြစ်ဘူးခင်ဗျားမနေ့ကပြောပြီးတောင်းမယ်မယ်ဆိုလို့ကျွန်တော်ပြောရလေမှန်တယ်လေဟုတ်မနေ့ကမလုပ်နိုင်ပါဘူးအမတခုပဲပြောလိုက်လုပ်မှလားမလုပ်လားတခုမှမပြောလိုက်မနေ့ကဟိုကညီမကတော့ အကိုညီမမနေ့ကပရာဟိတလုပ်နေတဲ့ချိန်မှာအကိုကိုညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအကိုကညီမပရာဟိတလုပ်နေတယ်ခင်ဗျာအခုလုပ်ပေးမှလားမလုပ်ပေးဘူးလားတပိုးမဲ့ကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားမလုပ်တော့ကျွန်တော် post ရမှာလားတရားစောရမှာလားကျွန်တော်ခုလိုလုပ်မှာနော်ဩဟုတ်ကဲ့ပါကျွန်တော်အချိန်မညအောင်ကျွန်တော်တို့အခုမလုပ်ပေးပါလဲဗျာဖြေမှာလားမဖြေဘူးလားတပိုးမဲ့ပြောလိုက်မဟုတ်ဘူးလေအကိုတို့ဘယ်လောက်နည်းနင်းနာသွားလို့လဲမသိဘူးရှင်ညီမတော့နင်းနာဘာမှမလုပ်လိုက်ခင်ဗျာတော်တော်မင်းနာဦးလေတို့တို့အောက်မှာဆဲခံရခင်ဗျာမသိဘူးလားကျွန်တော်ကခင်ဗျာလည်းတိတ်လို့သားခင်ဗျာဘာမှလည်းတူတော်ကောင်းမှရင်းလည်းမဟုတ်ပါနဲ့ဘာကိစ္စသူ့တောင်းဘာရှောက်တင်တာလဲ ခမက်ဆင်းလဲလို့ပြောဆိုပြင်တော်ပဲတင်ပြီဘာလို့ဒါတို့တင်ကြလို့လို့ဒါတင်ဒါပြင်မယ်မသိဘူးလားခမက်ဒီတက်ရွယ်နဲ့အခုဆူတောင်းနေဟာလက်ကလေးလက်အုပ်လေးချီရဗုဒ္ဓဘာသာတရားဉာဏ်နဲ့ကြိုက်နာဘူးဟုတ်လေအခုခမက်ပြေးမှတန့်ရဲခဲခါရခမက်တွေ့ပါရဲ့တွေ့တယ်မလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲခမက်ပြန်ပို့ပြရမှာလားအဲခဲခါရခမက်တွေ့လားအခုညီမပြောပြနေသေးတာ ညီမပြန်ပြောညီမတို့ကိုအေးရတယ်မဟုတ်ခင်ဗျားတို့ပြင်ပါလားမပြင်ဘူးလားမင်းဒီကညီမတို့ကိုညီမတို့ကျွန်တော်လည်းချိန်မရဘူးမင်းကညီမတို့အခုပြင်ဦးလားပြင်ပါလားမင်းကညီမတို့အခု double post ဖတ်ဆက်ဆဲသွားရယ်နော်ပြီးတော့လဲဟိုဟာဗာလဲအခုတူတော်ကောင်းမိုင်လဲပြောတယ်မင်းကတော့ပြင်မရှိလို့ဆဲရတာလေခင်ဗျားဗာကိစ္စတော့တက်ပေါ်ရပြီးပြင်နေတယ်ခင်ဗျားဘာကောင်မမလို့ဒါကိုသူ့တောင်းပြီးတင်ရခင်ဗျားတူတော်ကောင်းမဘာတူတော်ကောင်းမမလို့လဲခင်ဗျားတို့ကတင်ပါလို့ခွင့်ပြုချက်ပေးလား အခုညီမတို့ညီမရပဲတင်တဲ့အတွက်ကျုပ်ကတရားစွဲမှာခင်ဗျာမတင်စေချင်အဲ့ဒီရိုက်တဲ့နေရမတင်ပါနဲ့ညီမလေးရဲ့လို့ပြောတာမတင်ရိုက်တာမှမသိလားခင်ဗျားရိုက်တာမှတခါခိုးရိုက်တာလေအမညီမဒါအောင်ရိုက်ပါမယ်လို့ခင်ဗျားခွတ်တော်လားခင်ဗျားရိုက်တာတော့ကျုပ်တို့မသိဘူးကျုပ်ကဆောက်လို့တွေရှုပ်နေခင်ဗျားတို့ဆောက်လို့အားနေမှာမဟုတ်ဘူးအော်ညီမရိုက်တာကျုပ်တို့မသိဘူးလေဗျာခင်ဗျားမလေးဆိုင်ရိုက်တယ်ခင်ဗျားကျုပ်ကဘာလိုက်တာရိုက်တာလဲ မမဘာလို့ရိုက်တာလဲခင်ဗျာမမဘရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးတက်ပုံတွေ့ရကြရဲ့ဘာဖြစ်လဲအေးဘာဖြစ်လဲအေးရိုက်နေခင်ဗျာဘာလိမ့်သက်တင်လဲဒါတင်ဒါဖြစ်လို့ဆိုတာလူလုံးအောင်လဲဒါကမတိစားကြီးကားလားဘုခင်ဗျာခုဖြေပါလားမဖြေဘူးလားတော့ဖြေလို့ရတယ်တောက်ကြားဆွဲမှာခင်ဗျာဟိုတောက်တော့မဖြေကြီးခင်ဗျာပုံစံမဆက်ပြောမှာအော်ခုကခြေမှာခင်ဗျာဟိုလုတ်ပါအခုလုတ်ပါမမခြေပါလားမခြေဘူးလားမမမြစ်တာတရားကြီးမရှိတာခေလုံးကမမြစ်တာတရားကြီးမရှိတာကောင်းပါဒီနေ့ကလည်းတွေ့နေတရားရုံးမှာခေကျိုးမအေးမတဲ့မြစ်တာတရားကြီးမရှိတာကောင်းပါစပိုက်ရှားနေတာ ောင်းလို့ပါအဲဆောက်လို့အားရပေါ့ပါဒီနေ့နေ့တော့လို့ခါလိုက်ပါလားဖေလို့ပါရဲ့အော်ဟုတ်ကဲ့ပါလားပေါ့ပါဟုတ်ကဲ့ပါလာအောင်တကယ်မမခိုင်နေွေပေးနာမှာနေရဲ့အကူကတကယ်စင်နှရှိရလို့ထင်တာပါအဲ့အဲ့လိုမျိုးကြီးပြောတာမှာပါ။အဲ့တော့တောက်ပြင်းမရှိဘူးအဖေလိုပါရဲ့။အဲ့တော့တောက်ပြင်းရဲ့ပေါ်မှာငါတော့တောက်ပြင်းရှိပြန်လား။ခေလိုကနေတော့တရားတော်မှတွေ့မယ်။အော်ဟုတ်ကဲ့ပါရှင်ညီမတို့ကကြာအခုအဲ့လိုမထင်သားလို့ပါနော်။အဲ့လိုမျိုးလာအောင်ဆဲခံ။တောက်ပြင်းရဲ့ပေါ်မှာတက်ပြင်းရှာနေဒီနေ့မြေကိုတော့တင်နေကောင်းပါရဲ့။

ပို့စုပတ်သက်ပါပဲเนาะတကယ်ကိုမဘာမှကိုပြောခွင့်မပေးပဲဘာမှကိုဆွေးနွေးကြည့်နိုင်ခြင်းမရှိပဲနဲ့ကိုတောက်လျှောက်တစ်ဖက်သက်ကိုဖိပြောပြီးတော့ဆဲဆူသွားတာပါမိတ်ဆွေတို့အနေနဲ့လည်းဒီကျောင်းလေးနဲ့ပတ်သက်ပြီးဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်လို့ထင်လဲမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေတည်င်းချက်လက်တွေထူးခြားဖြစ်စဉ်တွေဘုဒ္ဓတရားစရာဗီဒီယိုတွေကိုဆင်ဆက်မပြတ်တင်ဆက်ပေးတော့မှာမို့ channel လေးကို subscribe နှိပ်ခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်။ တို့ဒီခေါင်းလောင်းလေးကိုနှိပ်ပြီးတော့တို့ဒီလဲအွန်သွားပေးဖို့မြစ်တရရခန့်ကျင်ပါတယ်ကြီးစုပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်